ရိုက်နေတယ်မှာလဲသူရေခုံစိတ်လို့ကြာရိုက်ပြီးသွားတဲ့အချိန်မှာတချင်းတွေအတင်းဆက်တဲ့အချိန်မှာလဲတော်တော်ဖြစ်နေတာပေါင်လေးရလေကပြရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်အဲ့လိုပြောပြောသုံးနှစ်တော့ဆောင်းခဲ့တာလေခုမှပြောရတာဆိုတော့လေမူကပါပါပေါ့၁၇နှစ်လောက်ဆောင်းခဲ့ရဘယ်နာဘက်ကစကားဆောင်းမြဲခင်လည်းမူပါတာအဲ့လို ွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမို့လို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမို့လို့ဘာမှမပြောသေးဘူးကြပြပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်။ပြီးတော့ကြပြရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။အဲချစ်သူစီယာရုပ်ရှင်ကားကြီးဟာရုံမတင်ကလေးကပိတ်သက်တွေတော့မသိဘူးပေါ့နော်။ကျွန်တော်တို့ကတော့ဒါအားကိုကြည့်နေတာပေါ့နော်။ဘာလို့လဲဆိုတော့တာရုံနေနေရကြတော့ ဒီဇက်ကြမ်းကားတွေရိုက်ခဲ့မယ်ဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှဒီဆက်ဆက်ပါပါတကယ်ကိုမြင်ရခဲ့တဲ့ဒီဘူရက်ကားတကားထွက်လာတယ်ဆိုတော့ပြည်သက်တွေလည်းအရင်ကြည့်ကြည့်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရင်ကြည့်ကြည့်လို့ဒီနေ့ကပ်ပယ်ရှုမှမရမကဘူးကျွန်တော်ကတယောက်တည်းကိုလာပြီးလာကြည့်တာပါကပ်ပယ်လေးကိုပြောတာကပ်ပယ်လေးကိုပြောတာကပ်ပယ်ကိုပြောတာကပ်ပယ်ကြားရတယ်ကျွန်တော်ကိုဝဲပြီးလာတက်တာပါပြီးဝဲစုံလဲအောင်ပါ ဟမ်ဒီတန်းမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်ရတယ်လူကအကြီးပျော်ကြခြင်းတွေဆိုဖြစ်နေတာဆိုတော့ရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain run လေးနဲ့ဒီပုံမမီတာတော့ဘလို့ရိုးကြအောင်လဲဆိုတော့အရန်ကြည့်ကြည့်ကြရပါဘော mountain run ပြောပြပါဦးအားနေရာမင်းဝင်ရိုက်ချင်တယ်ဒီဘူရောဘယ်လိုပြောပြရမလဲဟုတ်တယ်သူပြောသလိုပဲကျွန်တော်တို့ကတော့ဒါကတော့ အမှန်တကယ်ကျွန်တော်အရင်တော့ရိုမက်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မှာပါတယ်ရှုံးတယ်မလိုက်လုံးဝလုံးဝမလိုက်ချင်ဘူးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလုံးဝကျွန်တော်တို့အရင်ခက်ခဲတယ်ဒါပေမဲ့အဲပရိုဂျူဆာကနေပြီးတော့ဒါအဲ့လိုမျိုးကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ်စူးစမ်းကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာဒါချုပ်ပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတော့ဒါဒီထဲမှာကောင်းကင်းနဲ့ကောင်းမလေးက ဘာလို့မလို့ပြောပြရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးပါကောင်းလေးကခက်ကျန်းတယ်ဆိုတော့ကျတော့အဲ့ဒါကြောင့်ဒီသေးဥဆောင်တယောက်ကဒီလိုမလိုက်မဖက်ဖြစ်နေရပါဘောနော်ဆက်ရဲ့သဘောအရပေါ့ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖန်းလာတယ်ပေါ့နော်တေချာဖန်းလာဆိုတော့ဒါမကွန့်ရဲ့တကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့အဝတ်စားတွေရောရိုက်တဲ့ location တွေဟုတ်တယ်အတန်တွေတချင်းတွေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပဲသုံးဖို့နောက်ပြီးတော့ location ဆိုရန်ကုန်မှာ ရရခဲတဲ့နေရာတွေရရခဲဆိုတော့လူအများများတဲ့နေရာရှင်းရခတ်တယ်လေအဲ့နေရာမှာကျွန်တော်တို့စူးစမ်းပြီးတရက်ကူလာတယ်အဲပြီးတော့ဟို DM အကြည့်ရအစားကျွန်တော်ဒေချာလေးတကယ်ဘုရားစိတ်ချစ်တဲ့အကြည့်ရဖြစ်အောင်လို့တော့စူးစမ်းပြီးတော့လုပ်ထားတယ်တကယ်မှုပါနေရမလားတကယ်လည်းမှုပါပါတယ်မှုပါပါတယ်မှုပါပါတယ်ခိုးလေးရလဲချောတယ်ဟုတ်ကဲ့သူနဲ့လည်းလိုက်တယ်လေသူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုအဲ့လိုမျိုးလက်သူ့စရွေးတဲ့ရတယ်သူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့ သူ့ရွေးချယ်ပြီးခဲ့တဲ့ကားပေါ်ဆိုတော့ကကြတော့သူနဲ့လည်းရန်လိုက်ပါတယ်အမောဒီဒီစကားကသူကရိုက်ရိုက်ပြီးရိုက်နေတယ်မှာလေသူကရေခုန်ဆိတ်လို့ကြာရိုက်ပြီးသွားတဲ့အချိန်မှာတချင်းနေအတင်းဆက်တဲ့အချိန်မှာလေတော်တော်ဖြစ်နေတာပေါင်လေးကလေအဲ့တော့ဘောဦးဒီစကားပေါ်မှာရေခုန်တဲ့ဟာကိုပြောတာအဲဒီစကားပေါ်မှာသူဘယ်လိုဖြစ်နေပြီလဲဆိုတော့သူ့ကိုအဲကာရိုက်တာပေါ်မှာရေခုန်လာပေါ့နော်တခြားရေခုန်တယ်ပါဆိုတော့လည်းမသိဘူးအဲအဲကာရိုက်တာဝင်နေတော့ကာရိုက်တာဝင်နေတော့ပဲ ကဲကြပြအနာမှာကျွန်တော်အချိန်နှဲရှိနေပြီကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းဒီကားကအဲ့လိုမျိုးကျွန်တော်တို့ဒါရှိသစကားဒါရှိသစကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ပြီးတဲ့အချိန်နဲ့ကြာတယ်အဲ့စကားအကုန်လုံးရိုက်ပြီးတော့မှအဲ့ဒီဒီကပြောရဲစင်းတစင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းထက်တယ်တာဖြစ်ပါတယ်။ဘာလို့ဆိုတော့အစတည်းကကျွန်တော်တို့စမပြောဘူး။ ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်သွားတဲ့နေရာလေးတွေများတယ်အချိန်လည်းနည်းနည်းကြာတော့ကြောင့်ဒီမင်းသားနဲ့မင်းသမီးကို chemistry မိအောင်လို့တမင်ထားရတာပေါ့နော်အဲ့ဒီဆင်းကိုကျွန်တော်တက်တက်အဲ့ဒီကားရိုက်ပြီးတော့မှကျွန်တော်တပတ်လောက်နေတော့မှရိုက်ပြစ်တယ်ဘာလို့လဲဆိုတော့ရိုက်နေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်ပြီးတော့တပတ်လောက်ကြာမှပြန်ရတဲ့အချိန်မှာပြန်တွေ့ရခန်းစားချက်မျိုးလည်းရအောင်လို့တမင်ကိုမပွင့်ရဒီမှုကိုဖမ်းပြီးတော့ဘယ်လိုပြောရမလဲအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါက်လို့ စကားထဲကအယုတ်တွေလည်းပြန်ခန်းစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်တို့အဲ့စင်ကိုကျွန်တော်တို့နည်းနည်းကြာမှရိုက်ခုခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့စင်လေးကအဆင်ပြေသွားလို့ထင်တယ်ဟုတ်ကဲ့ဒီကဘာပြောတဲ့ခံမဘယ်တော့ပြင်းနေခုခဲ့ရအဲ့ပြောပြောသုံးနှစ်လောက်ဆောင်ခဲ့တာခုမှပြောရတာဆိုတော့လေမူကပါပါပေါ့၁၇နှစ်လောက်ဆောက်ခဲ့ရ။ရည်စကားပြောရလို့မဆုံးဘူးနော်။ဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စကားပြောတဲ့အစင်ကအဓိကအဲ့လိုမျိုး သူပြောချင်တဲ့ဟာတွေကိုမမွတ်မရဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံမျိုးပေါ့နော်အပြည့်တဲ့ character ညီွားတာပေါ့ဟုတ်တယ်အပြည့်မလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာ character ထပ်တူကြရတယ်ကလေးဒါထပ်တူကြပါလေအဲ့လိုဖြစ်သွားတာအဲဖြစ်ကလေးဒါဖြစ်ပါလေစိတ်ပြေပါလေအခုဒီနေ့ကတော့ဒါတယောက်သေးမပွက်တက်လာတော့ဗျာအဘုံမိသားကတော့ဒါပြိသက်တွေဒီနေ့ကတော့သူကတော့ဒါရုပ်ရှင်ကလေးရှိတဲ့အတွက်ကြောင့်မလို့သူဒါဒီနေ့ကပေါ်ရမလာအောင်နိုင်ခြင်းဖြစ်ပါလေဟုတ် ီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအဲ့ဒီစကားပြောတဲ့စင်လေးอ่ะဒါဒုတိယကြိမ်မှာပြောတဲ့စင်လေးဖြစ်ပါတယ်။ဘာဖြစ်လို့ဒုတိယကြိမ်ပြောတဲ့စင်လေးမှာဒီကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတစ်ခုပါပါတယ်။အဲ့ဒါကြောင့်မလို့ဒါဒုတိယကြိမ်ပြောတဲ့စင်ဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာလေးကလည်းဒီစကားကြည့်လို့ရှိရင်သတိထားမိမှာပါ။ကျွန်တော်တို့ကျွန်တော်ဘာကြောင့်ဒီစားကောင်းလေးဒီစားကပြောရအောင်မဆုံးသေးပြည့်ဖက်လဲဆိုတော့ဟာကောင်းမလေးရဲ့ကောင်းလေးကိုလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူကဇက်ကမြုပ်ထားလေးပေါ့ဟုတ်တပတ်နဲ့ တ်နဲ့လွမ်းလာတယ်။ဒီကောင်ကနေနေတိုင်းလွမ်းရတယ်ကော။ကိုတပတ်နဲ့ကျတော့ तू ကဒီ writer ကျတော့တချမ်းပဲအရင်မူပါနေမှာ तू ။မင်းဒီဘက်ကျအချိန်ပေးလိုက်တာတပတ်။မင်းနောက်ဘက်ကျစကားဆောင်ရခင်လည်းမူပါတာ။ တွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမို့လို့ဒါငါငါ့ကိုလမ်းရောက်ဝင်ရနေတာမို့လို့ဘာမှမပြောသေးဘူးအမှန်တရားနာဖို့ကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါကျေးဇူးတင်တယ်ဆက်တွေ့ကြမှာပွဲတွေမှာအဲ့တော့ကောင်းလေးပြင်ပလိုက်တဲ့အချိန်မှာဘလားလောက်ဒီနေ့ခေါ်ပါသေးလဲရှင်ကတော့ဇက်ကားတွေကမှုအတိုင်းရှင်ခုန်ပါတယ်ဒါကတော့အပြင်မှာတော့ဒါကျွန်တော်တို့က အာအလုံးလူလုံနေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အာအဲ့လိုမျိုးစိတ်တွေဆိုတာမရှိကြပါဘူးအကုန်လုံးကလုပ်ပြပါပါပဲရက်ကူကြတာဟုတ်တယ်ကျွန်တော်တို့ item မှာကျတော့လေအပေးယူညမှာကျွန်တော်တို့ကြည့်လို့ကောင်းတာဟုတ်တယ်မလားဒီဘက်က item ကဘလောက်ပဲဆွဲဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဒီ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 ဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပို့ပြီးကြည့်လို့ကောင်းတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးကျွန်တော်အားအားမရလာတော့လေဒီ program ID နေ့ ဒီပွဲမှာလာကြည့်တာပေါ့နော်ဒီချစ်တုစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရင်လည်း writer map ပွဲကအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့ကြောင့်မို့လို့မပါဝင်တဲ့တိကျဆောင်ဖြစ်တဲ့ Tyron နဲ့ Bubu Meter တို့ရဲ့အဲအကောင်းဆုံးကြိုးစားမှုတွေကိုလာရောက်ပြီးတော့ဝိုးရံပေးဖို့အတွက်ကိုကျွန်တော်တို့ညီကောင်တွေကဒီနေရာနေပြီးတော့အားလုံးဖိတ်ခေါ်ချင်ပါတယ်ဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးလဲဆက်ဆုံနေနဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပဲတော့ကျွန်တော်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီကားလေးကလည်းအများကြီးစူးစမ်းရတယ်ကျွန်တော်ပြောသလိုပဲရုပ်ရှင်ဆန်တဲ့ ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်တဲ့ဇာတ်ကားတွေအများကြီးအပိတ်ဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မို့လို့ဒါအခုနောက်ပိုင်းဆိုတဲ့ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတယ်ဆိုတော့ကြတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook ပေါ် post တင်ပြီးတော့ support ပေးပြပါတယ်ဒီအတွက်ကြောင့်မို့လို့လည်းဇာတ်ကားကနေပေါ်ထွက်လာဖို့ပြည်သက်တွေအပိတ်ဖို့အတွက်ပြောချင်ပါတယ်ကျွန်တော်တို့အားလုံးပြောင်းလဲပြီးစူးစမ်းနေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါ